တောင်ပေါ်ကနေပြီးတော့ငကားကြီးဆင်းလာတဲ့ပုံစံနဲ့ကျွန်တော်ငကားပစက်ထရရရောထူရတဲ့မျိုးဖြစ်ပါတယ်။တိမ်နေတဲ့မြူနေတဲ့ပေါ့နော်အရင်ကကြည့်လို့ကောင်းလို့အရင်တာယာလှပပါပါတယ်။ ဒီနေ့မှာတော့ကျွန်တော်တို့ AOW ဖွဲ့သားတွေကထိုင်းနိုင်ငံရဲ့တတိယအကြီးဆုံးနယ်မြေတစ်ခုဖြစ်တဲ့ကချနာပူရီမြို့ကိုသွားရောက်စီးနင်းလာပါတယ်။ဒီခီးစဉ်ကတော့တဘာဝအလှတရားတွေကိုတဝကြီးခံစားနိုင်ပြီးတောင်တွေကြားထဲဆိုင်ကယ်စီးရတဲ့အရာတောင်အကောင်းဆုံးပေးဆွမ်းနိုင်မှာဖြစ်ပါတယ်။ဒါအပြင်ကချနာပူရီမြို့ရဲ့အထင်ကြီးနေရာတွေကိုပါသွားရောက်နေပတ်မှာဖြစ်ပါတယ်။မင်္ဂလာပါဗျကျွန်တော်ကိုလိုင်ပါဗျကျွန်တော်ခုရောက်နေတာကတော့ what time set ကြားပြပါတော့ကြားပြဖြစ်ပါတယ်ကျွန်တော်တို့ဘန်ကောက်ကလာမယ်ဆိုရင်နှစ်နာရီခွဲလောက်ပါတော့ကျွန်တော်တို့ဆိုင်ကစီလာပါတယ်။တောင်ပေါ်ရဲ့ရှိခင်းရလည်းအရန်လာပါတယ်။ဒီဘက်မှာလည်းဒကားဖျားရှိပါတယ်။ဒီဘက်မှာလည်းကျွန်တော်တို့ဒီဘက်လူတော်ကိုလည်းကျွန်တော်တို့ကြည့်လို့ရပါတယ်။ဖျားကြီးကတော့အရန်ကိုတက်ပေပါတယ်ကြည်ဖို့လည်းကောင်းပါတယ်စီတောင်းလည်းပြည့်တယ်လို့ကျွန်တော်သိထားပါတယ် ကျွန်တော်အခုရောက်နေတဲ့နေရာကတော့ငကားပြားဖြစ်ပါတယ်။တောင်ပေါ်ကနေပြီးတော့ငကားကြီးဆင်းလာတဲ့ပုံစံနဲ့ကျွန်တော်ငကားပစက်ထရားပြီးတော့တိကတ်တက်ပြီးတော့ဖျားဖူးသွားတဲ့နေရာဖြစ်ပါတယ်။ဒီနေရာကတော့ကျွန်တော်တို့ဘန်ကောက်ကချနာဘူရီရဲ့ဒုတိယ stop point နေရာဖြစ်ပါတယ်။ ကျွန်တော်တို့ခုရောက်နေတဲ့နေရာကတော့ဒီကက္ကနာမူလေးရဲ့မှန်တသားနေရာဖြစ်ပါတယ်။ဒီကတော့ဒီကွင်းကြီးရဲ့ဘေးပက်ရမှာရှိပါတယ်။ဒါကတော့ဘန်ကောက်ကက္ကနာမူလေးစီးပင်ရဲ့တတိယ stop point နေရာဖြစ်ပါတယ်။ အခုကျွန်တော်တို့ဒီဇိုင်းလေးမှာနှိမ့်လေသာဆောင်းမှာဖြစ်ပါတယ်ဒီဇိုင်းလေးကတော့ဆန်ကေပါကင်ရောကပါကင်ရောတို့ရဲ့နေရာအဆင်ပြေပါတယ်နောက်တစ်ခု landscape လည်းလှသလိုအနောက်ကတောင်တန်းလေးနဲ့ရှုခင်းလည်းလှပါတယ်ပြီးတော့အစားတောက်လည်းအဆင်ပြေပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီဇိုင်းလေးမှာနားမယ်ပြီးရင်နှိမ့်လေသာဆောင်းမှာဖြစ်ပါတယ်哦，对，我操！

ကျွန်တော်မနေ့တော့ကတနေကုန်ဆိုင်ကစီးလာတယ်ပေါ့ဗျာစီးလာပြီးလမ်းမှာဝင်လဲနေရှိတာလေကျွန်တော်ဝင်လဲတယ်ဝင်လဲပြီးတဲ့ခါကျတော့ညနေပိုင်းရောက်တဲ့အချိန်မှာဒီ resort လေးမှာကျွန်တော်တို့ကလာပြီးတော့အနားယူတယ်ပေါ့နော်အပန်းပြင်အနားယူတယ်ဒီ resort လေးကကျတော့ကျွန်တော်ကွေးမြစ်မမြင်ရတဲ့ကွေးမြစ်ပေါ်မှာကျွန်တော်တရှိတယ်ပြီးရရေတွေနဲ့အရန်ကိုလှပပြီးတာရတယ်ကျွန်တော်ပင်ပန်းထားသမျှအလုံးဝကိုအမောပြေသွားစေတယ်ပေါ့နော်လမ်းဆန်းသွားစေတယ်ညပိုင်းမှာကျွန်တော်တို့ဒီမှာစားတယ်တောက်တယ် AC အနားယူတယ်ဒီနေ့မနေ့မောင်းလင်းလာတဲ့ခါမှာမြင်ခွင့်ကတော့အမြင်နဲ့တိုင်ပါပဲအရန်မိုက်ပါတယ်အနောက်မှာလည်း တိန်နေနဲ့မြူနေနဲ့ပေါ့နော်အရန်ကြည့်လို့ကောင်းပြီးအရန်တာယာလှပပါတယ်ပြီးလို့ရှိရင်ကျွန်တော်စီနကလင်ဒန်ပေါ့အဲဒန်ရဲ့ဆယ်ပေါင်းရှိတယ်အဲ့ပုံမှာလည်း view ကအရန်မိုက်တယ်အဲ့ဒီနေရာကိုဆက်သွားမယ်တစ်ချက်တော့ like ကြည့်လိုက်ပါ ွာအရမ်းမိုက်တယ်ကျွန်တော်အခု Senior Creator Dancer ရဲ့ဆဲပေါ်ပေါ်ရောက်နေပါပြီဒီဘက်ချမ်းမှာမြင်တွေ့နေရတော့ဆဲရဲ့လှပတဲ့ရှုခွင်းနေတဲ့တောင်းတန်းနေတဲ့အရမ်းကိုမိုက်ပါလေဗျာ ဆယ်ပေါင်ပေါ်ကမြင်ရတဲ့သဘာဝအလှတရားတွေကိုခံစားပြီးတဲ့နောက်မှာလမ်းတစ်လျှောက်မနီးမဝေးထိုင်းရွာဆိုင်လေးမှာနေ့လယ်စာစားရင်ခဏတာနားယူမယ်ဗျာဒီနေရာလေးကတော့ကျွန်တော်တို့နေ့လယ်စာစားတဲ့နေရာလေးဖြစ်ပါတယ်ဆိုင်လေးကလည်းစားကောင်းသလိုမြင်ရတဲ့ရှုခင်းနဲ့ထမင်းဆိုင်နဲ့ကြည့်စရာလေးအယမ်းမိုက်ပါတယ်စင်တကလင်တန်းကနေပြီးတော့စီးဆင်းလာတဲ့ဆယ်ရေရဆင်းလာတဲ့ရေလေးနဲ့အယမ်းကိုတာရလှပပါဦး ချနာဘူရီရဲ့ခီးစင်မှာဆိုရင်ထိုင်းနိုင်ငံရဲ့လမ်းမတွေပေါ်မှာဆိုင်ကယ်ကိုမိုင်ကုန်မောင်းနေပြီးတဘာဝတရားနဲ့တောတောင်တွေကြားထဲဖြတ်သန်းမောင်းနေရတာကလုံးဝမမေ့နိုင်တဲ့အတွေ့အကြုံတစ်ခုပါပဲဗျာဒီလိုဆိုင်ကယ်တစ်စီးနဲ့ထိုင်းနိုင်ငံအနှံ့လေပတ်ခြင်းနဲ့မိတ်ဆွေတွေအားလုံးကိုကျွန်တော်တို့ AOD မှာဖိတ်ခေါ်လိုက်ပါတယ်ဗျာ